ဖလော်ပိုင်းနိုင်ငံဟာရပ်ပိုင်းအနေငယ်အတွင်းမှာတတိယမြောက်မုံတိုင်းတစ်ခုကုန်းတွင်းဝင်ရောက်တက်ခတ်မှုကိုကြုံတွေ့ခဲ့ရပါတယ်။အော်တိုဘာ3ရက်နေ့မှာအပူပိုင်းမုံတိုင်းမတ်မိုကဖလော်ပိုင်းနိုင်ငံအရှိမြောက်ပိုင်းအစ်ပယ်လာဒေသထဲမှာရှိတဲ့ဒီနာပင်ဂူအေရီယာကနေကုန်းတွင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။မုံတိုင်းဟာအနောက်မြောက်ဘက်ကိုဆက်လက်ဦးတည်ရွေ့လျားနေပြီးအခုသတင်းဘက်ကရရင်တရုတ်နိုင်ငံရဲ့ဟိုင်နန်ကျွန်းမြောက်ပိုင်းထိရောက်ရှိလိမ့်မယ်လို့ခန့်မှန်းရပါတယ်။ဒေသအတွင်းမှာ ပေါ်လိုလို့ခေါ်ဝေါ်တဲ့မတ်မိုဟာ အပူပိုင်းမုန်တိုင်းအဆင့်ကနေတိုင်ဖွန်းအဖြစ်အားကောင်းလာနေတယ်လို့ Flowbuy မိုးလေဝသအေဂျင်စီကပြောပါတယ်မုန်တိုင်းရဲ့အမြင့်ဆုံးလေတိုက်နှုန်းဟာမုန်တိုင်းမျက်စိတဝိုက်မှာတနာယီမိုင်80လောက်ထိအားကောင်းနေပါတယ်မုန်တိုင်းဟာအနောက်အနောက်မြက်ဘက်ကိုတနာယီ15မိုင်နှုန်းလောက်နဲ့ဆက်လက်ရွေ့ရှားနေရလို့လည်းသိရပါတယ် Flowbuy မိုးလေဝသဌာနကတော့မုန်တိုင်းကြောင့်နိုင်ငံရဲ့တချို့အစိပ်ပိုင်းတွေမှာရေကြီးမှုတွေလေပြင်းတက်ခတ်မှုတွေကြုံတိုင်းကြောင်းသတိပေးထားပြီး ကံယူတန်းတွေမှာလည်းအတော်အသင့်ကြီးမားတဲ့လိုင်းလုံးတွေရိုက်ခတ်နိုင်တယ်လို့ကြေညာထားပါတယ်။ဆလပိုင်ဟာပြီးခဲ့တဲ့လောက်ကွန်ပိုင်းတော့ကလည်းတိုင်ဖွန်မွန်နိုင်တွေဖြစ်တဲ့ရာဂါစာနဲ့ဘူအာလိုင်းတိုင်ဖွန်မွန်နိုင်တွေရှေ့ဆက်နောက်ဆက်ဝင်ရောက်တက်ခတ်တာကိုကြုံတွေ့ထားပြီးဘူအာလိုင်းကြောင့်အသေးအပြောက်ဒါဇင်နဲ့ချီဖြစ်ပေါ်ခဲ့ပါတယ်။အရှိတောင်အရှာဒေသတွေမှာပါဝင်တဲ့ကျန်းစုနိုင်ငံဆလပိုင်ဟာနှစ်စဉ်တိုင်ဖွန်ရာသီတွေရောက်တိုင်းမုံတိုင်း20လောက်ဖြတ်တန်းတဲ့တန်းကိုခံရလေရှိပါတယ်။ မကြသေးခင်ကတော့ဖလော်ပိုင်းအလဲပိုင်းမှာအင်အားမကနေကျု6ဒရမ9အဆင့်ငလျင်တစ်ခုပါလောက်ခဲ့ကြတာကြောင့်လူ82ယောက်ထပ်မနေတည်ဆုံးခဲ့ပါသေးတယ်ရှင်